ဟုတ်ကဲ့မင်္ဂလာပါခင်ဗျာအခုကျွန်တော်ဒီနေ့မှာ Money Tracker Express and Budget ဆိုတဲ့ပတ်စံအစီအမံခန့်ခွဲမှု application လေးကိုကျွန်တော်အသေးစိတ်လေးကျွန်တော်ပြပချင်ပါလေဒီ software လေးကဆိုရင်တော့ဖြင့်ငွေတုံးဆွဲမှုတွေကိုမှတ်သားနိုင်တဲ့အပြင် budget ချမှတ်နိုင်မယ်ငွေဝင်ထွက်မှုကိုစိမက်အခန့်ခွဲနိုင်မယ်အဲဘဒူတွေတုံးလောက်ကောင်းလဲဆိုတော့လားစင်ဘတ်ဂျက်ကိုထင်းကျုပ်ကျင်တဲ့သူများဝင်ဝင်ဝင်ထွက်မှတ်သားကျင်သူများပတ်စံကိုဟို အစီအမံကျင်သူများအဲ့ဒီလူတွေအတွက်အသုံးဝင်ပါလေဒီလိုအသုံးဝင်တဲ့ application တခုလေးလေးဖြစ်တဲ့အတွက်ကျွန်တော်အပြည့်စုံလေးကျွန်တော်အသေးစိတ်ပြောပြပေးပါမယ် okay စမယ်နော်စမယ်ဆိုတော့ကျွန်တော်တို့ဒီ Play Store မှာကျွန်တော်ဝင်လိုက်မယ် Play Store မှာဝင်လိုက်ပြီးတော့ကျွန်တော်တို့အဲဒီ Money Express and Tracker ဆိုတဲ့ software လေးကျွန်တော်ရှာလိုက်မယ်ဟို NUI Money Express Tracker ဒီကောင်းလေးပါကြောင်ပုံလေးနဲ့ဟုတ်ဒီ software လေးရဲ့ review ကတော့ तू ကအဲ developer တွေက horoscope ဆိုတဲ့အဲ developer တွေကမရှိတာထားတယ်ပြီးတော့ platform တွေက android နဲ့ ios မှာလည်းတုံးဝင်တယ် तू က free တုံးလို့ရတယ်ဗျ free တုံးလို့ရပေမဲ့ pro version ဆိုတော့ तू ရဲ့ function တွေကအအဆုံးတုံးလို့ရပါတော့ဒီမှာဒါ तू ရဲ့ UI မှာ UI လည်းရိုးရိုးရှင်းရှင်းနဲ့ user interface ရှိရတဲ့အတွက် အဲကိုလိုချင်တဲ့ fashion တွေကိုကိုတက်မှတ်နိုင်တယ်ဟုတ်တော့300 300အရန်လွယ်ကူတယ်ဗျဟုတ်ကဲ့အခုစမယ်နော်စမယ်ဆိုတော့ကျွန်တော်ဒီကောင်လေး install လုပ်လိုက်မယ် okay အဲ့ဆိုကျွန်တော်တို့ open လုပ်မယ် okay ဒါကအဲ notification အလောင်းပေးလိုက်မယ် โอเคရပြီဗျဟုတ်သူကဒီကောင်လေးတွေရောတုံးဆွဲလို့ရတဲ့ပုံစံလေးရာသူကရက်ဆွဲလိုက်ဘယ်နေ့မှာဘလောက်ဝင်လဲဆိုတော့သူတို့ဟိုဘယ်နေ့မှာမက်စလာမက်စလာမှာဘလောက်ဝင်လဲဘလောက် ကုန်ရတယ်ဘန်နက်ဘလောက်ရှိရဆိုတာသတ်မှတ်နိုင်တယ်အဲ့အတုံးစိတ်တွေကိုစီမံခန့်ခွဲနိုင်မှုအတွက်ဘတ်ဂျက်ပလန်နေပေါ့နော်ဘတ်ဂျက်ပလန်နေအတွက်တစ်လလုံးတုံးမဲ့အမှုတွေကိုစီမံခန့်ခွဲနိုင်တယ်သူကဒီမှာဒါ expense ပေါ့ expense မှာဟို income income မှာဒါစာရှိမယ် investment ရှိမယ် part time job ရှိမယ် bonus ရှိမယ် order ရှိမယ် setting ရှိမယ်အဲ့ application တွေကိုကျွန်တော်အဲ့ setting တွေကျွန်တော်အသုံးပြုလို့ရရပေါ့နော်ဒါက ဟိုဆက်လက်ဆိုတာဘယ်တည်းကနေဘယ်ကိုလွှဲမှလဲပေါ့ဘယ်တည်းဘယ်မှဆိုတာကျွန်တော်တို့ Okay shopping shopping မှာကျွန်တော်တို့ amount တခုတက်မှတ်လို့ရတယ် shopping မှာတစ်လအာတစ်လ5000ပေါ့5000တုံးမယ်နော်5000เนี่ยပါကျွန်တော်တို့အာ5000မထားလဲဒီနေ့မှာတုံးလိုက်ပြီ Okay ဒါဆို minus ပြပါတယ် income income မှာကျွန်တော်တို့ရရလာစာပေါ့နော်ရရလာစာဥပမာအဲ၃နှင်းရတယ်ပထားလိုက တုံးတယ်တုံးတယ်တုံးတယ်အာ okay အဲ့ဆိုရင်ကျွန်တော်တို့အဲ balance မှာကျွန်တော်ကျွန်တော်ကြည့်လိုက်မယ် sorry နော်ကျွန်တော် income မှာအဲ့ကမှကျွန်တော်3000ရတယ် ဆိုတော့ကျွန်တော် balance မှာနှစ်သိန်းခွဲပဲရှိရပါတယ်ဆိုတော့တစ်လလုံးဝင်ဝင်ဥပမာကျွန်တော် shopping မှာကျွန်တော်ထပ်ထည့်မယ် expense တွေပါ expense မှာကျွန်တော်တို့ဒီလမှာဟွာပေါ့အဝတ်အစားပဲအဝတ်အစားပဲလားဘယ်လောက်6000ထားလိုက်6000ထားလိုက် okay အဲ့ဆိုကျွန်တော်တို့ balance မှာတစ်သိန်းခွဲလောက်ဂျမ်းပါအဲ့ဆိုတော့ ဒီအချက်ပြိုးနေတဲ့ဒီမှာဆိုရင်လာကျွန်တော်တို့ကဒီရိုးရှင်းရှင်းမြင်လို့ရတယ်ဘိုင်းချက်တွေပါလဲတုံးလို့ရတယ်ပြီးတော့မာတီမာတီကာရန်စီပေါ့နော်မာတီကာရန်စီဆိုတာကျွန်တော်တို့အဲဒီမှာ expense တွေကိုထည့်ချင်ကြရင်ဟုတ်ပါဟုတ်ဒီဒီမှာ US ဒေါ်လာ ရူဘီလာထိုင်းဖက်လာစသည်ဖြင့်ရွေးချယ်လို့ရတယ်ဗောနော်ကျွန်တော်က US ဒေါ်လာနဲ့တားလိုက်မယ်တကယ်လို့ဒီမှာကျွန်တော်ကမြန်မာနိုင်ငံမှာဖြစ်တဲ့အတွက်မြန်မာချက်ပေါ့ပါမချက် โอเคအမေရိကန်ဆက်လက်ရတယ်တော်တော်တော့ဝင်တဲ့ app ပဲဗျာဟုတ်โอเคအဲ့လိုဆိုရင်ကျွန်တော်တို့ဒီ application လေးကိုအဲမွေတုံးဆွဲမှုတွေကိုအသေးချာစီမံကျင်းသူများတုံးဆွဲမှုစင်ကိုမှတ်သားကျင်းသူများ budget plan လေးကိုအသေးစားစီမံခြင်းလို့များအတွက်အသုံးဝင်တဲ့ app လေးတစ်ခုလို့ပဲကျွန်တော်ပြောချင်ပါတယ်။ဟုတ်ကဲ့ပါ ီမှာဟုတ်ကဲ့ပါကျွန်တော်တို့ Gmail ကောင်းနေတယ်လည်းဝင်လို့ရတယ်ဗျာဟုတ်ကဲ့ပါဗျာကျေးဇူးပါဗျာဟုတ်အခုအခုကျွန်တော်ပြောတဲ့ review လေးကအတော့ဝင်နေဆိုရင်တော့ like and share လေးလုပ်ပေးပါ comment မှာလည်းအတွေ့အကြုံလေးများပြောပြပေးပါအတက်တင်နိုင်ချိန်နိုင်ဖို့လည်း subscribe လုပ်ပေးဖို့မမေ့ပါနဲ့ thanks for watching ကျေးဇူးတင်ပါတယ်